ဟယ်လိုအားလုံးပဲင်္ဂလာပါရှင်ဒီနေ့မှတော့ကော်ရီခောက်ဆက်ပူပူလေးအိမ်မအောင်လဲချက်စာဖြစ်လို့တောင်းဆိုထားတဲ့သူများအတွက်အိမ်မဖြိုးချက်စာဖြစ်တဲ့နေလေးကိုလာမြောက်ရပေးရဖြစ်ပါတယ်လွယ်ကူမြတ်ဆန်ပြီးတော့စားလို့ကောင်းတဲ့နေလေးမို့မလို့စားဖူးတဲ့သူတွေလောက်စားရအောင်ဖြဲဝေးလေးကိုအဆုံးထိလေးကြည့်ပေးကြပါဦးရှင် ပထမဆုံးဖြိုးဟာဒီရှီတာကီမှု6လေးနဲ့ငယ်နဲ့ဒီပဲလေး6လေးနဲ့ငယ်ကိုရေနဲ့ဆိုင်ထားပေးလိုက်ပါတယ်။ဒီနေရာမှာမှု6တမျိုးတည်းကိုသုံးမှတ်ဆိုလဲရပါတယ်နော်။ဖြိုးတို့ဒီမှုကို7မိနစ်လောက်ရေလေးနဲ့ဆိုင်ထားပေးလိုက်မယ်။ ပြီးရင်တော့ကြက်ရံပေါ်သားတစ်ခုကိုခုလိုမျိုးလေးနှစ်ချမ်းချန်ထားတာလေးကိုပြုံးမဲ့အိုးထဲကိုထည့်ပေးလိုက်မယ်ပြီးတော့နုံနုံစင်ထားတဲ့ကြက်တော့ဖြူသုံးမွှာစာရဲ့အသားမုံနှင်းငယ်စာနှင်းငယ်ပြီးတော့စနေမော့လေးနှင်းငယ်နဲ့ငှက်ရောက်ကောင်မော့လေးနှင်းငယ်ကိုထည့်ပြီးတော့သမတော်အောင်နဲ့ထားပေးလိုက်ပါရရှင်ဒီရတာလေးတွေနှက်သွားအောင်ပေါ့နော်တေချာလေးနဲ့ထားပေးလိုက်ပါတယ်ဒီနီလေးကတော့ဖြိုးအိမ်မှာချက်စာဖြစ်တဲ့နီလေးပေါ့နော်ချက်နီလေးချင်းကတော့သူကြမလားမသိဘူးပေါ့နော် ဖြူရုံးနဲ့သွားလိုက်တာအားလုံးနှက်သွားပြီဆိုတာနဲ့ဖြူကသူ့ရဲ့ကိုရေလေးနှင်းငယ်ကိုထည့်ပြီးတော့ဒီရေလေးတွေခန်းသွားတဲ့ထိပ်ပေါ်တော့ပြုတ်ထားပေးလိုက်ပါတယ်ရှင်။ဖြူရုံးပြုတ်ထားလိုက်တာပေါ့ပတ်ဆူလာပြီဆိုတာနဲ့ဖြူကကြက်သားကိုပြန်အလံလေးတွေလှုပ်ထားပေးလိုက်ပါတယ်။ဖြူကဒီကြက်သားကိုပြုတ်ကျော်ပုံစံမျိုးလေးလှုပ်ထားတယ်ပေါ့နော်။ပို့ပြီးတော့ရတာဝင်ရအောင်လို့ပြုတ်ကျော်ပုံစံမျိုးလေးလှုပ်ထားတာဖြစ်ပါတယ်ရှင်။ပြီးရင်တော့ရေလုံးဝခန်းသွားတဲ့အထိဖြူတို့တက်သွားပေးလိုက်ပါမယ်နော်။ ကဲခုဆိုလို့ရှိရင်တော့ဖြိုးတက်သွားလိုက်တာရေလေးခမ်းပြီးတော့ပေါ့နော်ချက်သားကလည်းခုဆိုလို့ရှိရင်အယောင်လေးတွေကကြော်ဟားတဲ့ပုံစံမျိုးလေးဖြစ်နေပေါ့နော်ဒီနှစ်ဖက်စလုံးကအယောင်လေးကကြော်ဟားတဲ့ပုံစံမျိုးလေးဖြစ်လာတဲ့အထိခဏလောက်ကြော်သွားပေးလိုက်ပါရရှင်ကင်းတဲ့ပုံစံမျိုးလိုလည်းပြောရတယ်ပေါ့နော်သူကစီမထဲတော့လေကဲခုဆိုလို့ရှိရင်တော့ဖြိုးတို့ကြော်သွားလိုက်တာနှစ်ဖက်စလုံးကအယောင်လေးတွေလည်းလှနေပါပြီဒါမှသာရက်သားလည်းပို့ပြီးတော့ဝင်ပါပေါ့နော်ဒီနေ့ဟာဆိုလို့ရှိရင်တော့ဖြိုးတို့ရဲ့ချက်သားပြုတ်လေးရတော့ရပါပြီရှင် ပြီးရင်တော့သူ့ကိုအပြင်ထုတ်ပြီးအေးခံပြီးလို့ရှိရင်တော့ဆိုက်ဆွတ်ထားပေးလိုက်ပါမယ်နော်။ချက်သားကိုအေးခံထားရင်လည်းကော်ရီလေးလာဖြောပေးထားလိုက်ပါရဲ။အရင်ဦးဆုံးပကံတလုံးသေးကိုပီလော့ပီနတ်ကော်မုတ်ထမင်းစာစုံနဲ့နှစ်စုံစာနဲ့ပျောက်ကော်မုတ်ထမင်းစာစုံရဲ့တဝက်စာကိုထည့်ပေးလိုက်ပါရဲ။ပြီးရင်လည်းရေလေးနှဲငယ်ကိုထည့်ပြီးတော့အားလုံးကိုနှက်သွားအောင်ဖြောထားပေးလိုက်ပါရရှင်။ ပြီးရင်တော့ဖြူတို့ခောက်ဆွဲပြုတ်ပေးရန်အတွက်ပပွက်ဆူတဲ့ရင်တွေအိုထဲကိုခောက်ဆွဲတစ်စည်းစာကိုထည့်ပြီးတော့ငောင်းနှင်းလောက်ပြုတ်ထားပေးလိုက်ပါမယ်နော်ခောက်ဆွဲကတော့ဖြူဟာဂျုံခောက်ဆွဲကိုသုံးထားပါတယ်ရှင်သူဟာဒီကောရေခောက်ဆွဲဆိုလို့ရှိရင်ဒီတိုင်းစားရတဲ့စာရင်ပေါ့နော်ဖြူတို့ကပိထောင်းနေတဲ့တွဲစာရင်ပို့ပြီးတော့လိုက်ဖက်ပြီးတော့ပို့ဝေးတဲ့စာလို့ကောင်းပါတယ်ဖြူတို့ပြုတ်သွားလိုက်တာငောင်းနှင်းလောက်ရသွားပြီဆိုလို့ရှိရင်တော့သူ့ကိုရေအေးနဲ့နှရေလောက်ဆေးချပြီးလို့ရှိရင်ရေစစ်ထားပေးလိုက်ပါမယ် ဒါလေးတွေကတော့ကော်ရီခောက်ဆွဲမှာအတိအကပါဝင်တဲ့ပစ္စည်းလေးတွေပဲဖြစ်ပါတယ်။ဒီမှာဆိုလို့ရှိရင်တော့ခဏကဖြော်ထားတဲ့ကော်ရီလေးပါမယ်ပြီးတော့ပပလီထားတဲ့ကျွံ့ရဲမှုလေးနှင်းငယ်ပါမယ်ပြီးတော့လေးထားပြီးသားကစုံရွက်နှင်းငယ်ပြီးတော့ဒါလေးကတော့ထောင်းထားပြီးသားကြက်တုံဖြူနှင်းငယ်နဲ့ချင်းလေးနှင်းငယ်ပဲဖြစ်ပါတယ်ရှင်။ပြီးတော့ဒါလေးကတော့ခဏကရေစိမ်ပြီးလို့လေးထားပြီးသားဘဲလိတ်နှင်းငယ်နဲ့ရှီတာကီမှုလေးနှင်းငယ်ပဲဖြစ်ပါတယ်ရှင်။ပြီးတော့ခဏကပြင်ထုတ်ပြီးတော့အေးခံပြီးဆိတ်ဆော့ထားတဲ့ကြက်သားနှင်းငယ်ပြီးတော့ပြုတ်ထားပြီးသားခောက်ဆွဲနှင်းငယ်ပေါ့နော်။ပြီးတော့ ချက်ဥလေးတလုံးမှာပါပါရှင်။ကဲပအောင်ပြည့်စည်တဲ့အလုံးစစ်သည်ဖြစ်နေပြီဆိုလို့ရှိရင်တော့ဖြူတို့စားချက်ပေးရန်အတွက်ပေါ်ပွဲဆူတဲ့ရင်တွေဦးထဲကိုထောင်းထားပြီးသားချက်သဖြူနှဲငယ်နဲ့ဂျင်းနေနှဲငယ်ကိုထည့်ပေးလိုက်ပါမယ်။ပြီးရင်တော့အစစ်သည်လိထားပြီးသားဒီမိုးချောက်တွေကိုထည့်ပေးလိုက်ပါမယ်နော်။ ပေးရနဲ့နည်းနည်းလေးသမတော့အောင်ခဏလောက်မှွေထားပေးလိုက်ပါရယ်ခဏလောက်မှွေပြီးတာနဲ့ရတတခါတဲ့ဆက်ထားပေးလိုက်ပါရယ်ရှင်ရတတွက်ကတော့စားနှဲငယ်အသားမုံနှဲငယ်ပြီးတော့ပဲငက်ပြည့်ရဲ့အဖြစ်အချို့ထမင်းစားစွန်းရဲ့တပတ်စာလောင်းနဲ့ပဲငက်ပြည့်ရဲ့အချီထမင်းစားစွန်းနဲ့တစွန်းစာပြီးတော့ခရုစီထမင်းစားစွန်းနဲ့တစွန်းစာနဲ့ပဲငက်ပြည့်ရဲ့အနောက်လေးထမင်းစားစွန်းရဲ့တပတ်စာကိုထပ်ပေးလိုက်ပါရယ်ပြီးတော့မြုပ်ကောက်မှုလေးနှဲငယ်ဝါထပ်ပြီးတော့အားလုံးကိုနှက်သွားအောင်မှွေထားပေးလိုက်ပါရယ်ရှင် ကယ်ဖြူတို့အားလုံးကိုတမတော်အောင်မှွေပြီးလို့ရှိရင်တော့သူတွေကိုခဏကဖြုတ်ပြီးတော့ဆိတ်ဆွထားတဲ့ချက်သားကိုထည့်ပေးလိုက်ပါမယ်နော်ဒီချက်သားကကြတော့လေဒီတိုင်းဖြုတ်ထားတဲ့စာရင်ဖြူတို့ခုလိုမျိုးလေးပြုတ်ကျော်ပုံစံမျိုးလေးလောက်တာပို့ပြီးတော့စားကောင်းတယ်ပေါ့နော်ပို့ပြီးလဲရတာဝင်သူလိုခံစားရပါတယ်ကပီးနော်နည်းနည်းလေးမှွေပြီးတော့သူ့ကိုအဖုံးလေးအုပ်ပြီးတော့ပပတ်ဆူလာတဲ့အထိတည့်သွားပေးလိုက်ပါမယ်နော် ဖြိုးထုတ်တက်သွားလိုက်တာအခုလိုမျိုးလေးကွက်ကွက်ဆူလာပြီဆိုလို့ရှိရင်တော့သူ့ရဲကိုခနာကဖြော်ထားတဲ့ကော်ရီလေးကိုထည့်ပြီးတော့အားလုံးကိုနှက်သွားအောင်မှွေထားပေးလိုက်ပါမယ်နော်ဒီနေရာမှာဟင်းရည်အပြည့်အကျဲကိုကိုစိတ်ကြိုက်ချိန်ဆပြီးတော့လှုပ်ရှားနိုင်ပါတယ်ရှင်တကယ်လို့ဟင်းကျဲကျဲလေးကြိုက်ရင်ရေနှဲငယ်ကိုထပ်ထည့်ပေးနိုင်ပါတယ်နော်ဖြိုးကတော့ခက်ပြည့်နေသားလေးလှုပ်ထားပါတယ်ရှင်ပြရနဲ့သူ့တဲကိုချက်ဥတလုံးပါခောက်ပြီးတော့ခုလိုမျိုးလေးချက်ဥရဲ့အမြင်အမြင်လေးဖြစ်အောင်ပေါ့နော်နည်းနည်းချင်းစီထက်သွားပေးလိုက်ပါတယ် ကဲပြီးရင်တော့အားလုံးကိုသမတော်အောင်ပြန်ပြီးတော့မှွေထားပေးလိုက်ပါမယ်နော် ဖြိုးလို့မှုသွားလိုက်တာအားလုံးလည်းနှက်သွားပြီဆိုလို့ရှိရင်တော့ရတာပုံငန်ကိုမြေချစ်ပေးလိုက်ပါမယ်နော်ဒီနေရာမှာရတာပုံငန်ကိုကိုစိတ်ကြိုက်ဖြစ်စေပေးနိုင်ပါတယ်ရှင်ဖြိုးကတော့ရတာမြေချစ်လိုက်တာရတာလုံးဝကွက်တိတ်ဖြစ်နေတာနဲ့ဘာမှတော့ထပ်ပြီးတော့မထဲတော့ဘူးပေါ့နော်နောက်ဆုံးကြမှာဒီကစုံရွက်လေးကိုထပ်ပြီးလို့ရှိရင်တော့ရပါပြီရှင်ဒီနေရာမှာကစုံရွက်ကိုခွဲပြုတ်ပေးမယ်ဆိုလည်းရပါတယ်နော်ဖြိုးကတော့တခါတည်းထပ်ပြီးတော့ချက်လိုက်တယ်ပေါ့နော်ကဲအားလုံးကိုနှက်သွားအောင်မွေပြီးလို့ရှိရင်တော့နောက်ဆုံးကြမှာငှက်ကောက်မှုလေးနေငယ်ကိုအုပ်ပြီးလို့ရှိရင်တော့ရပါပြီရှင်ဒီနေ့ဟာဆိုလို့ရှိရင်တော့ဖြိုးတို့ရဲ့ ်ကော်ရီခောက်ဆယ်ပူပူလေးရတော့ချက်ပါပြီကြည့်ပါအောင်စားချစ်စရာလေးပေါ့နော် ကတ်ချက်ပြီဆိုလို့ရှိရင်တော့ဖြူတို့ဖောင်းဝကန်ထဲကိုခောက်ဆွဲထိုင်မယ်ပြီးရင်တော့ချက်ထားပေးတာကိုရင်ဟင်းလေးကိုထပ်ပြီးလို့ရှိရင်တော့ကိုနှစ်တက်ရအသေးရွက်လေးတွေနဲ့တွဲဆန်းနေပါပြီရှင်ဖြူကတော့သူ့တွေကိုချက်တဲ့ဖြူစီချက်လေးနဲ့ငယ်ထဲတယ်ပြီးတော့ငပိထောင်လေးနဲ့ငယ်ပြီးတော့တံမြသေးလေးနဲ့ငယ်ညှစ်ထည့်ပြီးတော့တွဲဆားဖြစ်ပါတယ်ရှင်ကဲခုဆိုလို့ရှိရင်တော့လွယ်ကူရွှင်ရှင်ပြီးတော့စားလို့အရန်ကောင်းတဲ့ဖြူတို့ရဲ့ကိုရင်ခောက်ဆွဲပုပ်ပူလေးရတော့စားဖို့အဆင်သဖြင့်နေပါပြီရှင်စားလို့လည်းအရန်ကောင်းပြီးတော့လုံနေလေးရလည်းလွယ်ကူတာမို့ဒီဗီဒီယိုလေးကအားလုံးအတွက်အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်ရှင်ကဲဒီနေ့ရဲ့ဗီဒီယို လေးရတော့ဒီလောက်ပါပဲเนาะဒါဆိုဖြွေးနေဖို့တက်တင်မှာပြန်ဆောင်ရမယ်เนาะအားလုံးဘိုင်